ဒုတိယကမ္ဘာစစ်မှာဒေသလေးစိတ်အတူတွေနဲ့ပြည်တိုင်ကိုလှည့်စားခဲ့တဲ့ဂျာမနီရဲ့စက်သိန်းပြည်ထောင်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုပါရစေ။ဒုတိယကမ္ဘာစစ်ဟာကမ္ဘာသမိုင်းမှာအကြီးမားဆုံးစစ်ပွဲတွေကတစ်ခုဖြစ်ပါရစေ။ဒီစစ်ပွဲမှာနိုင်ငံပေါင်းများစွာပါဝင်ခဲ့ပြီးလေကြောင်းစစ်ပွဲကအဓိကအခမ်းကဏ္ဍတစ်ခုဖြစ်လာခဲ့ပါရစေ။ဂျာမနီ၊ပြည်တိုင်၊အမေရိကစတဲ့နိုင်ငံတွေကလေရင်တွေကိုအသုံးပြုပြီးရန်သူရဲ့စစ်ရေးအဆောက်အုံတွေ၊မြို့တွေ၊စစ်ရုံတွေကိုပုံကျဲတိုက်ခိုက်ခဲ့ကြပါရစေ။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေမှာရန်သူကိုလည်စားဖို့နီလန်အမျိုးမျိုးကိုအသုံးပြုခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ဟာ1939ခုနှစ်စက်တင်ဘာလမှာဂျာမနီကပိုလန်ကိုကျူးကျော်တိုက်ခိုက်ရာကနေစတင်ခဲ့ပါတယ်။ဂျာမနီရဲ့နာဇီပါတီကောင်းဆောင်အက်ဒော့ဟစ်တလာကဥရောပကိုတိမ်းပိုက်ဖို့ရှီမန်းခဲ့ပြီးသူတို့ရဲ့လေတပ်ဖြစ်တဲ့လူဖဝါဖဲကိုအထူးကအသုံးပြုခဲ့ပါတယ်။လော့ဖ်ဝါဖဲဟာဗြိတိန်ပြင်သစ်ဟိုလန်စတဲ့နိုင်ငံတွေကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ် အထူးသဖြင့်1940ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပြည်ထိုင်တိုက်ပွဲမှာဂျာမန်တွေဟာပြည်ထိုင်ရဲ့လေဆိပ်တွေစစ်ရေးအဆောက်အုံတွေကိုဘုံကျဲဖို့ကြိုးစားခဲ့ပါတယ်။ပြည်ထိုင်ကလည်းသူတို့ရဲ့ RAF နဲ့ဂျာမနီရဲ့လေယာဉ်တွေကိုခုခံတိုက်ခိုက်ခဲ့ပါတယ်။ RAF ဟာဂျာမနီရဲ့လေဆိပ်တွေစစ်ရုံတွေမြို့တွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေမှာနှစ်ဖက်စလုံးကရန်သူရဲ့အရင်းမြစ်တွေကိုဖျက်ဆီးဖို့ကြိုးစားခဲ့ကြပြီးတစ်ဖက်နဲ့တစ်ဖက်လှည့်စားမှုတွေကိုအသုံးပြုခဲ့ကြပါတယ်။ လယ်သားမှုတွေကတကယ်စည်ရေးပြတ်မှတ်တွေကိုကာကွယ်ဖို့နဲ့ရန်သူရဲ့ဘုံတွေလက်နက်တွေကိုအလဟတဖြုံတီးစေဖို့ရည်ရွယ်ခဲ့တာပါဒီလိုလယ်သားမှုတွေထဲမှာဂျာမန်တွေရဲ့လေဆဲအထုတိစောက်မှုကထူးခြားတဲ့နည်းပြဝါတစ်ခုဖြစ်ခဲ့ပါတယ်ဒီလယ်သားမှုကရန်သူရဲ့ဘုံကျဲလေရင်တွေကိုအထုအောင်ပြတ်မှတ်တွေပေါ်ဆွဲဆောင်ပြီးတကယ်လေဆဲတွေကိုကာကွယ်ဖို့ရည်ရွယ်ခဲ့တာပါဂျာမန်တွေကဒုတိယကမ္ဘာစစ်မှာရန်သူရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုလှည့်စားဖို့နီလန်အမျိုးမျိုးကိုအသုံးပြုခဲ့ပါတယ်။ဒီထက်မှာလေဆဲအထုတွေတိစောက်တာကအထူးခြားဆုံးနည်းပြဝါတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလေဆိပ်တွေတွေကတကယ်လေဆိပ်တွေနဲ့အရန်စင်တူအောင်ဖန်တီးထားတာပါဒီလေဆိပ်တွေမှာပါဝင်တဲ့အဓိကစိတ်ပိုင်းတွေကတော့သက်သားလေရင်တွေပြေလန်အတူတွေလေရင်ရုံအတူတွေကားပုံစံတွေစစ်သားပုံစံတွေကိုပါထည့်သွင်းခဲ့ပါတယ်ဒီအရာတွေကလေဆိပ်တခုမှာပုံမှန်တွေ့ရတဲ့အရာတွေလိုပဲထင်ရအောင်ဖန်တီးထားတာပါဒီလေဆိပ်အတူတွေကိုဂျာမနီကဥရောပရဲ့နေရာအမျိုးမျိုးမှာတည်ဆောက်ခဲ့ပါတယ်네덜란드ပြင်သစ်ဘယ်ဂျီယံနဲ့ဂျာမနီအတွင်းမှာဒီလိုလေဆိပ်အတူတွေကိုဖန်တီးခဲ့ပါတယ် ်ဒီလေဆိပ်တွေကိုတိဆောက်ဖို့အချိန်အများကြီးနဲ့လူအင်အားအများကြီးလိုအပ်ခဲ့ပါတယ်။ဒီလေဆိပ်ထုတွေကတစ်ချိန်ကအလုတ်ဖြစ်ခဲ့ပါတယ်။ဗြိတိန်နဲ့အမေရိကန်ရဲ့ဘုံကျဲလေယာဉ်တွေကဒီလေဆိပ်တွေကိုတကယ်လေဆိပ်လို့ထင်မှတ်ပြီးဘုံကျဲခဲ့တာတွေရှိခဲ့ပါတယ်။ဒီလိုလိုချင်းအပြင်ဂျာမန်တွေကသူတို့ရဲ့တကယ်လေဆိပ်တွေကိုကာကွယ်နိုင်ခဲ့ပြီးရန်သူရဲ့ဗုံးတွေကိုအလဟသဖြုံတီးစေနိုင်ခဲ့ပါပြီ။ဗီဒန်ရဲ့ IAF ကဂျာမန်တွေရဲ့လေဆားမှုတွေကိုဖော်ထုတ်ဖို့ထောက်လှမ်းရေးလေယာဉ်တွေကိုအသုံးပြုခဲ့ပါပြီ ဒီလေယာဉ်တွေကဂျာမနီရဲ့နယ်မြေတွေပေါ်မှာပြန်တန်းပြီးဓာတ်ပုံရိုက်ကူးမှုတွေကိုပြုလုပ်ခဲ့ပါတယ်ဒီတပ်ပုံတွေကိုခွဲချမ်းစိတ်ဖြားတဲ့အခါမှာတော့ IF ရဲ့ထောက်လိုင်းအဖွဲ့ကဂျာမန်တွေရဲ့လေးစိတ်တွေကတချို့ကတကယ်လေးစိတ်တွေမဟုတ်ပဲအတူအယောင်တွေဖြစ်နေတယ်ဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။ IF ရဲ့ထောက်လိုင်းရဲ့လေယာဉ်တွေကဂျာမနီရဲ့နယ်မြေတွေပေါ်မှာပြန်တန်းပြီးတပ်ပုံတွေရိုက်ကူးခဲ့ပါတယ်။ဒီတပ်ပုံတွေကိုခွဲချမ်းစိတ်ဖြားတဲ့အခါလေယာဉ်တွေကတကယ်လေယာဉ်တွေမဟုတ်ပဲတပ်သားတွေလှုပ်ထားတာကိုတွေ့ရှိခဲ့ပါတယ်။ ပြည်ထိုင်ဟာဂျာမနီတွင်မှတချို့တွေကိုအသုံးပြုပြီးလေဆိပ်တွေရဲ့အချက်လက်တွေကိုရယူခဲ့ပါတယ်။ IF ကရေဒါစနစ်တွေကိုအသုံးပြုပြီးဂျာမနီရဲ့လေယာဉ်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခဲ့ပါတယ်။လေဆိပ်အထုတွေမှာလေယာဉ်လှုပ်ရှားမှုတွေမရှိတာကိုတွေ့ရှိခဲ့ပါတယ်။ဒီလိုနီလန်းတွေနဲ့ IF ကဂျာမနီရဲ့လေဆိပ်အထုတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလေသားမှုကိုရိမ့်မိပြီးနောက် IF ကဂျာမန်တွေကိုလောင်ပြောင်းတဲ့အနေနဲ့ထူးခြားတဲ့တုံ့ပြန်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ သူတို့ကတကယ်ပေါက်ကွဲတဲ့ဘုံတွေအစားတေသားဘုံတစ်လုံးကိုဂျာမန်တွေရဲ့လေးစိတ်အထုပေါ်မှာကျဲချခဲ့ပါရင်ဒီတေသားဘုံကတကယ်ဘုံမဟုတ်ပဲပေါက်ကွဲစေတတ်တဲ့လက်နက်မဟုတ်ပါဘူးဒါကဂျာမန်တွေရဲ့လေသားမှုကိုလောင်ပြောင်းတဲ့အသင်္ကေတတစ်ခုပါ IFR ဒီတေသားဘုံကိုချလိုက်တဲ့အခါမင်းတို့ရဲ့လေးစိတ်အထုကိုငါတို့သိတယ်ငါတို့ရဲ့တကယ်ဘုံတွေကိုဒီလိုအလဟတပြစ်မှတ်ပေါ်မှာဖြုံးမှာမဟုတ်ဘူးဆိုတော့တရင်စကားကိုပေးပို့ခဲ့တာဖြစ်ကြောင်းပါအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်